ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC ရောက brother တို့အတွက်ဗာရမဟုတ်ဘူးဂုံးစင်းရအောင်မဲ့ event လေးတွေအကြောင်းစုစည်းပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ရဲ့ ဒါနဲ့ခဏလေးနေုံဘရာသားတို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီဘရာသားတို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးဒီအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲဆရာတို့ကြောင့်မကြောပထမဆုံး event ပါလဲဆိုလို့ရှိရင်တော့ကျွန်တော် epic skin ကိုကောင်းစင်လို့ရပဲ shopfrat.event ပဲဖြစ်ပါတယ် ဒီပါတော့ကျွန်တော် All Star Event နဲ့တူပြန်လာမှာဖြစ်ပြီးတော့ခုနှစ်မှာတော့ Avanza ဘက်မှာရောက်ရှိနေပြီဖြစ်ပါတယ်။ကြည့်ဆိုဒီ event အကြောင်းပြောရမယ်ဆိုတော့သူ့အနေနဲ့နေ့စဉ် task လေးတွေလုပ်ပြီးတော့ Shadrack Draw Token လေးတွေရောက်ယူရမယ်ပေါ့နော်။အဲ့ဒီ Draw Token လေးတွေညစဉ်ကျွန်တော် Draw လေးတွေလှည့်ပြီးတော့ယူရုံပဲ။ထဲမှာဘာတွေပါမလဲဆိုလို့ရှိရင်တော့သူ့အနေနဲ့ Epic Skin တွေပါမယ်၊ Elite Skin တွေပါမယ်။နောက်ထပ် Hero တွေနဲ့ Item တွေပါမယ်ပေါ့နော်ဒီလောက်ပဲ။အဲဒီဘက်အကြောင်းကျွန်တော်အနေနဲ့သိရှင်းရှင်းလင်းလင်းအများကြီးပြောစရာမလိုဘူးလို့ထင်ပါတယ်။တခါပဲရွေးချယ်လို့ရတယ်။ တခါရွေးချယ်ပြီးသွားလို့ရှိရင်နောက်ထပ်ရွေးချယ်လို့မရတော့ဘူးပေါ့နော်အဲမာယွန်းနဲ့ရွေးချယ်မှုတွေလုပ်လိုက်လို့ရှိရင်လည်းမာယွန်းနဲ့အတိုင်ပေါ်ရတယ်ဒါမှတော့ဒါရီဆက်ပြီးတော့မပြောတော့ Okay နောက်ထပ်အနေနဲ့ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဂျော်ဟက်ရဲ့အစ်တထွက်လာမယ်ကျွန်တော်တို့ Ultra Skin ပဲဖြစ်ပါတယ်သူအဲဒီ Skin ကဘယ်လိုပုံစံမျိုးနဲ့လာမလဲဆိုတော့အခုလိုမျိုး Pass Lane ကိုဝယ်ရမယ်ပေါ့နော်အဲ Diamond 300ကျော်နဲ့ဝယ်လို့ရတယ်လို့ Diamond က90ကျော်လုံးနဲ့လည်းဝယ်လို့ရတယ်ဘယ်လိုပဲဝယ်ကျွန်တော်တို့တန်တယ်ဗျာဒီလား Skin ကလည်းတော်တော်လေးကိုလှတဲ့ New Skin အနေနဲ့လာမှာ ဆိုတော့ကျွန်တော်တို့ဒီငါ69လုံးနဲ့ဘတ်ချက်မှဝယ်မယ်ဆိုရင်တော့ COE လေးတွေရမယ်ပြီးတော့ဘာရအောင်လဲဆိုတော့ရောင်းချက်စကင်လည်းရမယ်ပေါ့နော်အဲ joy ရဲ့စကင်နဲ့ပုပ်ပွိုင်ကိုပါရဲ့စကင်ကတော့ကျွန်တော် all star စကင်နဲ့ကောင်လာမယ်လို့တည်တာရပါတယ်အဲဒီကောင်ကတော့ကျွန်တော်အခုလောလောဆယ်ရောင်းနေတာကတော့အာဘယ်လိုပြောမလဲဝယ်ရမယ်ပုံစံပေါ့နော်ပုပ်ပွိုင်ကိုပါကတော့ကျွန်တော်တို့လောက free ရမယ်စကင်ပဲဖြစ်ပါတယ် အဲဒီ skin ကတော့ကျွန်တော်အနေနဲ့အခုလောလောဆယ်ရထွက်ထားတာတော့မရှိသေးဘူးထွက်ထားတာရှိလို့ရှင်တော့ brother တော့ကျွန်တော် skin animation effect ပါညာတကားလေးစမ်းရပေးလို့ရတယ်ခုကထွက်ထားတာမရှိသေးဘူးကျွန်တော်တို့ diamond မတက်နိုင်ဘူးဆိုတော့မှာ349လုံးတန်နေရတော့ဝယ်တက်နေလို့တော့ကျွန်တော်အနေနဲ့ထင်ပါတယ်ကောင်းကြီးတော့ Okay နောက်တစ်ခုအနေနဲ့ကဘာဖြစ်မလဲဆိုလို့ရှင်တော့ကျွန်တော် summer skin တွေပေါ့နော်အဲ motor ကဒီ summer skin တွေ rebrand ပေးလိုက်တဲ့ပါညာတကားဆိုပြီးတော့တရင်ရထွက်ပြီးရနောက်ပိုင်းမှာ အဘကြောင့်ပါပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ summer skin တွေကိုပြန်ကိုမကြိုက်တဲ့ summer skin ပေါ့နော်ကိုမကင်လည်းမကင်ဖြစ်ဘူးအဲမကြိုက်ဘူးဆိုလို့ရှိရင် summer skin တွေကိုကိုကြိုက်တဲ့ skin တခုနဲ့လဲလို့ရမှာဖြစ်ပါတယ်အခုလိုမျိုးပုံးနေပေါ့နော်အဲပုံးလေးထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ skin 65ခုရှိတယ်အဲအဲ့ဒါကိုပြန်ပြီးတော့ track ရမှာပေါ့နော်လဲရမှာပေါ့ဥမာဒီ skin 65ခုနဲ့ကိုကြိုက်တဲ့ skin တခုကိုပြန်ပြီးတော့လဲယူလို့ရသွားမှာဖြစ်ပါတယ်ဒီနေရာမှာတော့လဲခွင့်ရှိရဲ့ skin တွေနေနေကတော့ကျွန်တော်တို့ fanny nana စီလောက် cloud နဲ့ clean ဆိုပြီးတော့ကျွန်တော်တို့ အင်းငါးကောင်၆ကောင်ဘယ်နှကောင်လဲတော့မသိဘူးပါတော့ပါလာတယ်ဗျအဲ့ဒီကောင်တွေကျွန်တော်ကလဲလို့ရမှာဖြစ်ပါတယ်လဲလို့ရမဲ့စကင်ကလည်းစကင်65ကိုရတခုခုကိုစနေတရရွေးချက်ပြီးလဲလို့ရမှာဖြစ်ပါတယ်ကဲနောက်ထပ်အနေနဲ့ကတော့ပါလဲဆိုရင်တော့ကျွန်တော်တို့မကြခင်ရောက်လာတော့မယ့်စီဇန်အသစ်မှာဂုံးရမယ့်အရာကြီးပြောပြမယ်စီဇန်အသစ်မှာတော့ brother တို့တည့်ရဲ့အတိုင်းပဲ new hero စတီးရလည်းထွက်လာမယ်ဒါကတော့စီဇန်39ရဲ့ကျွန်တော်တို့ဒီစီဇန် background ပုံစံပေါ့နော်ပုံစံလေးကတော့လာပါလေကဲအဲ့တော့ကျွန်တော်တို့ဒီ စီစဉ် reward တွေနဲ့စီစဉ်မှာရရှိမဲ့အလန်းစားလေးတွေကိုကျွန်တော်နေနဲ့ပြောပြပေးသားမှာဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့စီစဉ်အကြောင်းကိုမပြောခင်ပါတော့ဒီစီစဉ်မှာ new hero zetian ကကျွန်တော်တို့ test လေးတွေလုပ်ပြီးယူရမယ်ဆိုတာလေးကိုပါသားတို့အတိပေးပြရစီ test ကိုတော့ကျွန်တော် original server ပေါ်ကိုရောက်လာခင်တော့ပြောပြပေးပါမယ်။ကဲအခုလောလောဆယ် brother တို့မြင်တွေ့နေရတဲ့အတိုင်းပဲဒီ season skin နေနဲ့ကတော့ frame ရဲ့ season skin ကိုမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ skin ကလာလာဆိုတော့အခု brother တို့မြင်တွေ့နေရတဲ့ပုံစံအတိုင်းလေးပဲပေါ့နော်မစိုးပါဘူးသူ့ဟာလေးနဲ့သူ season skin လေးတကောင် free ရမှာဖြစ်ပါတယ်။ကဲနောက်ထပ်ကျွန်တော်တို့ point 40ရာနေ160အတွင်းရ reward တွေကတော့အရင် season နေတော့အတိုင်းပဲပေါ့နော်။ဘာမှပြောင်းလဲသွားတာမျိုးမရှိဘူးပုံမှန်အတိုင်းလေးပဲအဲပွဲနေရပြည့်မယ်ဆိုလို့ရှိရင်တော့ဘောင်လေးတစ်ခုရမယ်စီစဉ်ပါစီစဉ်ဘောင်ကိုတော့ကျွန်တော်တို့ New Hero Zadian ရဲ့ Phoenix ငတ်ပုံစံလေးနဲ့လုပ်ပေးထားတာကိုလည်းမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်ခေါင်းကြီးတွေကဲပြီးသွားရင်တော့ကျွန်တော်တို့ စီဇန်ရီဝတ်တွေရှိမယ်ပေါ့နော်ကဲစီဇန်ရီဝတ်တွေပါကြံသွားကြည့်နော်ဘာမှထွ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 သိအများကြီးပြောင်းလဲသွားတာမျိုးရှိမှာမဟုတ်ပါဘူးဒီတိုင်းပုံမှန်အတိုင်းပဲပေါ့နော်ကဲဒါဆိုတော့ကျွန်တော်စီဇန် background တွေပါကြောင်းတစ်ချက်သွားပြီးတော့ show လိုက်မယ်ခဏနေစီဇန် background တွေပါကြမ်းမှာဆိုလို့ရှိရင်တော့ပြင်ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲပေါ့နော်အဲ new hero setting ရဲ့ပုံစံနဲ့ဒါဆိုရင်ဒီ matte star 15လုံးရအောင်ရမယ်ပါပေါ့နော်ကဲဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်လေးမှာပေါ့နော်ငှက်လေးတွေပြန်ပြီးတော့ animation လေးနဲ့လာတဲ့ပုံစံလေးတွေကို မြင်တွေ့နိုင်ပါတယ်ဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်တို့ profile background ပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ mini profile background လေးသွားကြည့်မယ်ပေါ့နော်အဲဒါကတော့ကျွန်တော်တို့ mini profile background လေးပါဒီကတော့ normal ပါအဲ့နောက်ထပ်ကျွန်တော်တို့ဒီဘက်တစ်ခုကကျွန်တော် special ပေါ့နော်သူ့အနေနဲ့ special version မှာလည်းအဲ့လိုမျိုးငတ်လေးတွေပြန်နေတာလေးတွေကတော်တော်လေးဥမာအတဝဲပါတယ်အဲ့ဒါအပြင်ကမှကျွန်တော်နောက်ထပ်ကြိုက်တာတစ်ခုရှိတယ်ကျွန်တော်တို့အခုမှဂိမ်းဆော့မယ်ဗျာကျွန်တော်တကယ်ချင်းတရားရောက် vibe လိုက်မယ်ဆိုကျွန်တော်တကယ်ချင်းရှိမှာဒါမျိုးကြီးပဲပုံနေမှာ အခုဒီစီစဉ်အတက်မှာပါလာမယ့်ဟာဘာလဲဆိုတော့ invite ပေါင်အတက်เนาะအခုမြင်တွေ့နေရတဲ့ invite ပေါင်အတက်ကြီးကိုလည်းကျွန်တော်တို့ဂိမ်းဆော့ရင်းနဲ့ run တင်ရင်းနဲ့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့မစိုးတော်တော်လေးမှမိုက်ပါတယ်ဘာဘာပြော invite လိုက်ရင်တော့မသိရမလားသူများနဲ့မတူဘူးတမှုထူးခြားပြီးတော့ invite လို့ရမယ်ခံစားချက်ပဲဖြစ်ပါတယ်ကြက်ဆော့ဒါပါပဲစီစဉ်အတက်ကတော့ဘာမှအလောက်ထိတိတ်နေများစာမရှိပါဘူးနောက်ထပ်ကျွန်တော်တို့ဂုံစင်းရစရာဘာရှိလဲဆိုတော့ကျွန်တော် mastic mio လို့ခေါ်တဲ့ skin အတစ်တွေ mobile legend တွေမှာထွက်ဖို့ရှိပါတယ် skin ကဘယ်နှကောင်ထွက်မလဲဆိုတော့၃កောင်အခုတော့လောဆယ် brother တို့ original server ထဲမှာဝင်ကြည့်လို့ရှိရင်လည်းအခုလိုမျိုးလေးပေါ်နေလိမ့်မယ် skin ကတော့ကျွန်တော်တို့ Julian ရယ် Savannah ရယ် Leslie ရယ်ဆိုပြီး၃កောင်လာမယ်အဲ့ဒီ၃កောင်လုံးကိုကျွန်တော်တို့ကဘယ်လိုရမှာလဲဆိုတော့ free ရမှာကျွန်တော် free ရမှာအခမဲ့ရယူနိုင်ပါတယ်လို့သူအနေနဲ့ရေးထားတယ် အဲအကိန်းလေးကိုဝင်ကြည့်ပြီးတော့ကျွန်တော်တို့ event လာမယ့်ရက်အသေးစိတ်ကိုတော့ brother တို့အနေနဲ့ကြည့်လို့ရတယ်ကျွန်တော် brother တို့ကိုနောက်မှ event original server ကိုရောက်လာရင် event ပုံစံလေးအသေးစိတ်ပြန်တင်ပေးပါမယ်ကောင်းကြီးတို့ကဲဆိုဒီကောင်ကလည်း၃កောင်လုံး free ကောင်းအောင်ပါပဲဖြစ်ပါလေကောင်းကြီးတို့ကဲနောက်ထပ်အနေနဲ့ကဘာလဲဆိုတော့ gameplay ရာတွေအကြိုက်ဖြစ်နေကြတယ်ကျွန်တော်တို့ဒီဘလို့ပြောရမလဲအင်ဂျလာရဲ့ Emilia Starlight skin ပေါ့နော်အဲ့ skin နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးမယ်အဲအဲ့ဒီ skin ကပထမကျွန်တော်ရှင်းရက်တွေထဲမှာတရင်ကြတာဘာလဲဆိုတော့ ဒီ fragment တရားနဲ့ဖောက်ရမယ်အချိန်နဲ့ရဖောက်မှပေါက်မယ်ဆိုတော့အနေထားကြီးဖြစ်သွားခဲ့သေးတယ်အဲ့တော့ဖောက်မယ်ဆိုရင်တော့ starlight fragment က2000လောက်ရှိမှဒီအင်ဂျလာရဲ့ emulator စတာလိုက်စရင်ရနိုင်မယ်အနေထားဒါပေမဲ့ခုနေ့မှဆိုလို့ရှိရင်တကယ်လို့ကိုက fragment တရားနဲ့ပေါ်လို့ဖောက်ချင်ဖောက်မဖောက်ချင်ဘူးကိုက skin တန်းရဖို့ကျင်းတိလိုချင်တယ်ဆိုလို့ရှိရင်ဒီ fragment 9000နဲ့တခါလေတန်းဝယ်လိုက်လို့ရပါတယ်။အဲဒါအပြင်မှာကျွန်တော်သူနဲ့ဒီအင်ဂျလာအမျိုးစားလိုက်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ပေါင်လေးတွေ email လေးတွေလည်းပြန်ပါလာမယ်အပြင်ကျွန်တော်တို့ အရင်တုန်းကအခုလက်ရှိ original server မှာရောင်းနေတဲ့ annual starlight skin တွေလည်းပြောင်းလဲတော့မှာမဟုတ်ဘူးဒီတိုင်းကဒီတိုင်းပဲခလုံးအတူတူပဲအဲ့တော့အဓိကအပြင် game player တွေတော့ဒီဟာလေးကိုစက်နေတတ်မယ်လို့ထင်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီနေ့ဂုံစင်းစရာတွေတင်ပေးခဲ့တဲ့ event လေးတွေကတော့ဒီလောက်ပါပဲ mini event လေးနဲ့ကျွန်တော်တခြားဘာညာတရကဂုံစင်းစရာလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ် ဘရာသာတို့အနေနဲ့ Starlight Giveaway မှာပါဝင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပုံနဲ့ပြရတဲ့ဗီဒီယိုလေးထဲမှာ Giveaway မှာတွားရောက်ပြီးတော့ပါဝင်ကန်ဆန်းလို့ရမှာဖြစ်ပါတယ်။အဲ YCU ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်။ကဲတော့ဒီနေ့ဗီဒီယိုကဒီလောက်ပဲ။နောက်နေ့မှာတော့ကျွန်တော်ဂုံးစင်းစရာ event အကြောင်းနေနဲ့ပြန်ပြီးပြန်လာခဲ့ပါဦးမယ်။ဗီဒီယိုလေးကိုဆုံးထိ like ကြည့်ပေးကြရတဲ့ကောင်းကြီးတို့အားလုံးပဲ။စောကြည့်ထိပေါက်နေပန်ရောက်ပါစေလို့ YC မှာစုမကောင်တောင်းပေးလိုက်ပါတယ်ဗျ။